မင်္ဂလာပါပရိသတ်ကြီးဒီနေ့မှာတော့လူတိုင်းအားသာအံ့ဩကြတယ်လူငယ်လေးတမှုအကြောင်းကိုပြောပြပေးချင်ပါတယ်ဘလို့လူငယ်မျိုးလဲဆိုတော့အသက်22နှစ်ဆိုတဲ့နုပြိုတဲ့အရွယ်လေးနေတယ်အိမ်ဆက်တလုံးပိုင်ဆိုင်ထားပြီးဘာအလုံးမှမလုပ်ပဲတစ်နှစ်ကိုအမေရိကန်ဒေါ်လာ6000လောက်ဝင်ငွေရှိရဲ့တန်းကျွေတတိလူငယ်လေးတယောက်အကြောင်းပဲဖြစ်ပါတယ်သူနာမည်ကဂျိုနသန်ဘရောင်လီရဲ့နယူးဇီလန်ကအင်ချမ်မီယင်းနီမြုံနယ်သူလေးပါ သူပိုင်နဲ့အင်းစက်တလုံးရဲ့တန်ဖိုးကဒေါ်လာ3သန်းကျော်တောင်ရှိနေပြီတဲ့အော့ကလန်ကနေစပြီးတော့နယူးဇီလန်တဝမ်းအဗာဂါဂေအထိနေရာအနှံ့ပြားမှာသူ့အိမ်ကရှိနေရပါသူဟာငငယ်ကလေးကတော်တယ်ကျောင်းသားဘွားတို့ကလေးကတရုတ်နိုင်ငံရဲ့နာမည်ကြီး online ဈေးဝက်ဆိုက်ဖြစ်တဲ့ Alibaba ကနေပစ္စည်းတွေရှာပြီး Trade Me ဆိုတဲ့ဝက်ဆိုက်မှာပြန်ရောင်းရငွေရှာခဲ့ရ။ဒီတော့သူကစီးပွားရေးညံကောင်းမှန်းသိတာပါပဲ။အဲ့ကလေးကျောင်းသားဘွားအသက်18နှစ်အရွယ်မှာ တက္ကသိုလ်ကိုလာရောက်ဟောပြောတယ်။ပုဂ္ဂိုလ်တဦးစီကလည်းအဖိုးတန်အတွေးခေါ်တစ်ခုကိုရခဲ့ပါတယ်။အဲ့ဒါကတော့ငွေချေးယူပြီးရင်းနှီးမြှုပ်နေတာ။ပြီးတော့အမျက်ဆုံးကအတုံးနှုံးထက်တောင်းလုပ်ပြီးအမျက်ရှာတယ်။ leverage အတွေးခေါ်ပါ။ဒီအတွေးခေါ်ကို brown league ကသဘောကျပြီးဆွဲဆွဲမြဲမြဲမှတ်သားကျင့်သုံးခဲ့တယ်။သူပြောတာကတော့ကျွန်တော်အတွက်အသက်ဆန်းဖြစ်နေပြီးကျွန်တော်အတွက်အသိဉာဏ်ပွင့်သွားတဲ့အခိုက်အတန့်လေးတစ်ခုပါပဲလို့ brown league ကပြောခဲ့ပါတယ်။ Intermediate ပဲမှာ snowball effect သဘောမျိုးရှိရာကျွန်တော်သုံးသပ်မိတယ်။ ဒီနယ်တဲကိုစိုးစိုးဝင်ပြီးရင်းနှီးမြုပ်နှံမှုလှုပ်လေလေရေရှည်အတွက်ပိုကောင်းလေလေပါပဲ။ Brownlee ရဲ့မွေးရမြေအော့ကလန်ကအင်ချမ်းမြေဇင်းနှုံးတွေကတအားမြင့်လာကြောင်းသူကတခြားဒေသကိုလိုက်ရှာခဲ့ပြီးနောက်ဆုံးမှာ Homemaker မှာရင်းနှီးမြုပ်နှံမှုတွေစားလုပ်ခဲ့တယ်။ပြည်သက်ကြီးလည်းသိတဲ့အတိုင်းမြို့ပြကြီးတွေမှာအင်ချမ်းမြေဇင်းတွေကတအားတက်တာဆိုတော့သူကပိုအလားလာကောင်းတဲ့နေရာကို ရှာပွေခဲ့ပါတယ်။အစပိုင်းမှာတော့ Brownlee က သူစုဆောင်ထားခဲ့တဲ့ငွေအလုံးကို ပထမဆုံးအိမ်တစ်လုံးဝယ်ဖို့လက်ငင်းပေးချေပြီးမိဘတွေရဲ့ထောက်ခံချက်နဲ့အိမ်ချမ်းမြေချင်းငွေယူကအိမ်တစ်လုံးဝယ်လိုက်တယ်။ဒီအိမ်လေးကသူ့ရဲ့အောင်မြင်မှုခီးစဉ်အတွက်အစမှတ်ဖြစ်ခဲ့တာပါ။၆လလောက်ကြာတော့ Brownlee ဝယ်ထားတဲ့အိမ်ကိုပြန်လည်အတမိုးဖျက်ကြည့်လိုက်တဲ့အခါမှာဝယ်ရုံးကထက်အများကြီးမျက်နှာရောကိုတွေ့ခဲ့ရပါတယ်။ဒါကအိမ်ချမ်းမြေရင်းနှီးမြှုပ်နှံမှုရဲ့အားသာချက်ပါပဲ။ Brownlee ကဂျင်းနေပဲချင်းငွေတစ်ခုထည့်ယူပြီးဒုတိယအိမ်တစ်လုံးကိုထပ်ဝယ်ရင်းနှီးမြှုပ်နှံခဲ့ပြန်တယ်။ ဒီလိုနဲ့ slow walk effect တွေလိုပဲသူ့ပိုင်ဆိုင်မှုတွေကတိုးပွားလာခဲ့တာပါ။အသက်20ရွယ်ရောက်တော့ Brownlee မှာအိမ်ငါးလုံးပိုင်ဆိုင်နေပါပြီ။ဘလောက်ထောင်အံ့ဩစရာကောင်းလဲနော်။လက်ရှိချိန်မှာ Brownlee ကအိမ်တလုံးကိုပြုပြင်မိုးမှန်မှုတွေလုပ်နေပါတယ်။ဒီပြပြမှုတွေပြီးစရင်သူ့ရဲ့အိမ်ချမ်းမြေတွေကနေတစ်နှစ်ကိုဒေါ်လာ6000ဝန်းကျင်ရရှိမယ်လို့ခန့်မှန်းထားပါတယ်။ Brownlee ကသူ့ရဲ့အောင်မြင်မှုကအလုံစူးစမ်းမှုအာယုံစူးစိုက်မှုရှိခြင်းနဲ့သူ့စေတနာပြုလုပ်ခြင်းတို့ကြောင့်ဖြစ်တယ်လို့ပြောတယ်။ တကယ်လေသူကအင်တာဗျူတွေဝေပြီးပြုပြင်မူးမှန်တဲ့အခါကိုယ်တိုင်ကြည်ကျက်လေးရှိပြီးမူးမှန်နေနေရမှာအနီးကပ်နေထိုင်ကုကဲလေးရှိပါတယ်။ဒီတော့သူကအလုပ်ကိုဘလောက်တောင်တန်မိုးထားပြီးစူးစမ်းလဲဆိုတာပေါ်လွင်ပါတယ်။အင်တာဗျူလောကနဲ့ပတ်သက်တဲ့စာအုပ်စာရည်တွေကိုလည်းရနိုင်သမျှဖတ်ရှုသလိုအင်တာဗျူအကျိုးဆောင်ရပေါင်းများစွာနဲ့လည်းဆက်သွယ်မှုရှိပါတယ်။ဒါကသူ့ရဲ့ဗဟုထုတကြွယ်ဝမှုနဲ့ဆက်ဆံရေးကောင်းမှုမှုကို ပြသနေရပါ။ ဒီလိုလူငယ်လေးဂျိုနသန်ဘရောင်လီရဲ့ဇလံကဘာကိုပြတ်တနေလဲဆိုတော့စူးစမ်းရင်မှန်ကန်တဲ့ view ဟာနဲ့စောစောစစ်စစ်ရင်းနှီးမြုပ်နှံတဲ့ရင်အောင်မြင်မှုကငငယ်ရွယ်ရွယ်နဲ့ရနိုင်နေဆိုတာပါပဲပြည်သက်ကြီးတွေမှာအင်ချမ်းမြေအကျိုးဆောင်လုပ်ငန်းဒါမှမဟုတ်စောက်လုပ်ရေးလုပ်ငန်းလုပ်ကင်နေသူတွေရှိရဆိုရင် imyanmarhouse.com ကတဲ့လုပ်ငန်းတွေကိုအထူးအောင်မြင်နိုင်အောင်ကူညီပေးနေပါတယ် အိုင်မြန်မာ house.com နဲ့လက်တွဲပြီးတော့အင်ချမီလုပ်ငန်းလုပ်ကိုင်နေတဲ့မြန်မာနိုင်ငံတော်မ်းမှာအကျိုးဆောင်2300ကျော်နဲ့စောက်လုံရေးလုပ်ငန်း900ကျော်တောင်ရှိနေပါပြီ။အိုင်မြန်မာ house.com website ကိုတလကိုပြည်တွင်းပြည်ပကလူဦးရေလုံးသမရှစ်တန်းကျော်ဝင်ရောက်အသုံးပြုနေပြီးမြန်မာတနိုင်ငံလုံးမှာနံပါတ်1လူသုံးများဆုံးအင်ချမီရောင်းဝယ်ငှား website တစ်ခုပဲဖြစ်ပါတယ်။ရန်ကုန်မန္တလေးငွေဆောင်ချောင်းသာတောင်ကြီးကလုံပြင်းလင်းစစ်တွေး မြဝတီအစရှိရဲ့မြန်မာနိုင်ငံတဝန်းလုံးမှာရှိရဲ့အိမ်ချမ်းမြေစီမံကိန်းတွေကို ရောင်းချပေးနေရပါဒါကြောင့်တင်းရဲ့အကျိုးဆောင်လုပ်ငန်းဒါမှမဟုတ်စောင့်လုပ်ရေးလုပ်ငန်းအောင်မြင်စေဖို့ imyanmarhouse.com နဲ့အခုပဲဆက်သွယ်မြန်မြန်ဆောင်ဆန်းနိုင်ပါတယ်ရရှိပေးခဲ့ကြတဲ့ပရိသတ်တဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပြုရှိပါတယ်ရှင်နောက်ထပ်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ video ကိုကြည့်ရှုဖို့ဒီ channel ကို like and subscribe လေးပြုလုပ်ပေးခဲ့ကြပါအောင်ရှင်